မင်္ဂလာပါတိချက်တီနာပါဒီနေ့တင်မှာက Great 12 Mass Chapter 3 Exercise 3.3လေးရဲ့ Number 2လေးတွေ့ပါမယ်အဲ့တော့တိချက် Channel ထဲမှာ playlist တွေကိုဝင်ရှာတဲ့အခါမှာကလေးတွေကတချို့ဗီဒီယိုတွေတချို့ chapter တွေမတွေ့ဘူးလို့ပြောတာပြောတယ်အဲ့တော့ out ထိစက်ကြည့်ပြီးမှတွေ့မှာဖြစ်ပါတယ်နော်ကဲဟုတ်ပြီအဲ့ဆို Channel Number 2လေးကိုကြည့်အောင် နံပါတ်2ရဲ့မိခွန်းလေးကိုကြည့်မယ်။ determine whether determine whether ဆိုတော့ whether whether ဆိုတော့ဖြစ်လာပါတော့เนาะဆုံးဖြတ်ပါ the line pq and rs တဲ့ pq မြင်းရင် rs မြင်းရင်ဟာတဲ့ r parallel ပြိုင်လား or ဒါမှမဟုတ် skew ပြိုင်လဲမပြိုင်ဘူးတောင်းမှလဲမကြတဲ့မြင်းကို skew မြင်းလို့ခေါ်တယ်เนาะအဲ့တော့ skew မြင်း intersect intersect ဆိုဖြတ်သလားတဲ့အဲ့တော့သုံးခုပြောထားတယ်နော် parallel ပြိုင်သလား skewing ဖြစ်သလားပြီးရင် intersect ဖြတ်မှတ်ဖြစ်သလားနော်အဲ့ဆိုရင် စက်ကြည့်မယ်ပြီးရင် if pq and rs ဟာ intersect ဖြတ်ခဲ့မယ်ဆိုရင် နော်အခုပေးလိုက်တဲ့ pq မြင်းလေးရဲ့ rs မြင်းလေးရဲ့ဟာဖြတ်ခဲ့မယ်ဆိုရင်တဲ့ are they perpendicular သူတို့နှစ်ခုဟာတဲ့ဖြတ်တဲ့အခါမှာဘာဖြစ်သလား perpendicular ဖြစ်သလားတော့တောင်းမှကြာလာလို့မေးထားတယ်။ကဲအဲ့ဒါဆိုရင်အခုတချို့ကဒီလိုမေးခွန်း parallel qn perpendicular ကိုမေးပြီဆိုရင်ဘာကိုအရင်စဉ်းစားရမလဲဆိုတော့ parallel ဆိုရင်ဘလို့ဖြစ်ရင် parallel လို့ notes မှာသင်ခဲ့တယ်လေ။ parallel ဆိုတာက directive value တွေအချို့ညီရင် parallel ဖြစ်တယ်เนาะအဲ့ဒါဆို directive value တွေလို့ပြောတဲ့အတွက် l1 by l2 m1 by m2 n1 by n2 เนาะဒီ hari အချိုးညီသွားတယ်ဒို့မဟုတ်တစ်ခုကတစ်ခုရဲ့ multiple ဖြစ်နေတယ်เนาะစတူကိန်းဖြစ်နေတယ်ဆိုရင်မဖြစ်သွားမလဲပြိုင်မယ်ပေါ့เนาะဒီ line တစ်ခုဟာပြိုင်မယ်နံပါတ်1အချက်က perpendicular ဖြစ်ဖို့အတွက်ကြတော့ထောင်းမကြဖို့အတွက်ဆိုရင်အရင်ဆုံးပါဆေးရမလဲဆိုတော့ဖြတ်မှတ်ရှိလာလို့အရင်ဆင်းရမယ်။ဘာကြောင့်လဲဆိုတော့ဒီချက်တော့ perpendicular ဖြစ်ဖို့အတွက်ဆို line နှစ်ကြောင်းပါဖြစ်နေမှရတယ် ထိတဲ့အမှတ်ရှိမှရတာအဲ့ဒီထိနေတာကို intersection mat လို့ခေါ်တယ်ထိတာဒီဒီလိုရိုးရိုးထိတာဆိုလဲဒါလဲ intersection ပဲเนาะသို့မဟုတ်ဘာဖြစ်သွားတာလဲ intersection လဲတောင်းပတ်ကျသွားလဲဒါ intersection ပဲဟုတ်ပြီလားအဲ့ဒါဆိုရင်ဒီချက်တော့ဖြတ်မှတ်ရှိလားလို့အရင်ကြည့်เนาะဖြတ်မှတ်အရင်ကြည့်မယ်ဖြတ်မှတ်ရှာမယ်ပေါ့ ဖြတ်မှတ်ရှိတယ်ဆိုမှ perpendicular ဖြစ်လာလို့ဆက်ရမှာအဲ့တော့ဖြတ်မှတ်ရှိတယ်ဆိုရင် perpendicular ဖြစ်ဖို့အတွက်ဆိုရင်ဘာဖြစ်ရမလဲ directed value တွေရဲ့မြောက်လက်ပေါင်းခြင်းက0ပေါ့နော်ဆိုတော့ l1 l2 plus m1 m2 plus n1 n2 က0ထွက်ခဲ့ရင်အဲ့ဒါ perpendicular ဖြစ်တယ်ဆိုတော့အဲ့ဒီနှစ်ခုစလုံးမပြည့်လဲဘူးဆိုရင်တော့သူဒီ skew mean ဖြစ်တယ်ပေါ့နော် skew mean ဖြစ်တယ်ပြိုင်လဲမပြိုင်ဘူးတောင်းမှလဲမကြဘူးပေါ့ နော်ကဲဟုတ်ပြီအဲ့ဒါဆိုရင်အရင်ဆုံးတိချေတော့ဘာဖြစ်လာလို့စစ်မှာလဲဆိုတော့ပြိုင်လာလို့အရင်စစ်မှာဖြစ်တဲ့အတွက်အချိုးချကြည့်မယ်ပေါ့နော်အဲ့ဆိုရင်အရင်ဆုံးဘာပဲတွတ်တွတ်ဒီမှာ LDM နေမြင်နေဆိုရင်အဲ့ဒါဘာလို့ရတာလဲ directive value အရင်တွက်ရတာဒါဆိုရင်ဒီချက်တို့က pq ရဲ့ directive value တွက်မယ်ပုံစံမှာဒီချက်တို့တွက်ပြီဆိုရင်တော့ point တွေကိုအရင်ပြန်ကူးလိုက်နော်ကူးပြီးမှတွက်ဒီချက်တော့မကူးတော့ဘူးတန်းရေးလိုက်မယ် directive value of pq ပေါ့နော်ဆိုတော့ pq လို့ပြောရင်ဘယ်တရားပါနှုတ်မှာလဲ q ရဲက p ကိုနှုတ်မှာဆိုတော့နှုတ်မယ်4 1ဆိုတော့ 3 5 minus 2ဆိုတော့လဲ3 6 minus 3ဆိုတော့လဲ3เนาะဒါဆိုရင်ဒီ series directive value ဒီ3 3 3ရတယ်ဒါတစ်စီးရပြီပြီးရင် PQ ရပြီဆိုရင်ဘာရှာအောင်လဲ PQ ပြင်းဘာရှာမှာလဲ RS เนาะဆိုတော့ directive value or RS equal to RS ဆိုရင်ဘာလုပ်မှာလဲ r ထဲက s ထဲက r ကိုနှုတ်เนาะ s ကနေ r လို့ပြောတဲ့အတွက်4 2ဆို4 2ဆိုတော့6 9 minus 3ဆိုတော့လဲ6 11 minus 5ဆိုတော့လဲ6เนาะအဲ့ဆိုရင်အပေါ်တစ်ခုဒီပိုင်းရတာလဲ L1 M1 N1 လို့သိရမယ်ဒုတိယတစ်ခုဒီ L2 M2 N2 လို့သိရမယ် နော်ကဲအဲ့ဒါရပြီဆိုပထမတစ်ခုစစ်မှာဖြစ်တဲ့အတွက်ဒီစရုံညီလာလို့ကြည်ရမှာဆိုတော့မညီသေးဘူးတစ်ခုစီရှာမယ်အဲ့တော့ L1 by L2 ညီလာလို့ကြည်မယ်နော်ဆိုတော့ L1 by L2 ဆိုတော့3 by 6 equal to 1 by 2တတခုနော်ပြီးရင် M1 by M2 ကိုညီလာကြည်မယ်3 by 6ပဲဆိုတော့1 by 2ပြီးရင် N1 by and 2ကလည်း3/6ပဲ1/2ဒါဆိုအဲ့တုံးခုဒီပါဖြစ်လဲညီတယ်ပေါ့နော်ဒါကြောင့်မလို့ therefore l1/l2 ရဲ့ m1/m2 ရဲ့ n1/n2 ရဲ့ဟာညီတယ် ဘာလောက်နဲ့ညီသွားလဲ1.2เนาะအဲ့ဆိုရင်အဲ့ဒီအချိုးညီသွားတဲ့အတွက်ဒီမြင်းနှကြောင်းကြီးပြိုင်နေဆိုတော့အောက်မှာရေး therefore ပေါ့เนาะ PQ ရဲ့ parallel RS เนาะ PQ နဲ့ RS ဟာပြိုင်တယ်အဲ့ဆိုတော့ဒါကဒီစလို့နံပါတ် E အတွက်ပြီးသွားပြီเนาะညီလာတခါ B ဆိုတော့ B လေးကိုကြည့်ဗီလေးကိုကြည့်မယ်ဆိုတော့လေခုနအတိုင်းပဲ directive value of pq အတွက်မယ် pq ဆို q တွေက p နှုတ်မယ် line နှုတ်မယ်ဆိုတော့2 minus 3 minus 1 minus 3 plus 1 minus 2 1 plus 3 four နော်ဒါက l1 m1 n1 နော်ကဲဒုတိယတစ်ခု pq ပြန်ပါအတွက်တွက်မယ် rs rs ဆိုရင် s ထဲက r ကိုနှုတ် -1 -3 ဆိုတော့ -4 -2 +2 ဆိုတော့0နော်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 minus 5ဆိုတော့ minus 4ဒါက l2 m2 n2 เนาะဒါအဲ့ဒါဆိုရင်ဒီချက်တော့သူ့ကိုပထမဆုံးအချိုးစစ်မယ်ဆိုတော့ l1 by l2 ကိုစစ်เนาะ minus 1 by minus 4ဆိုတော့ဘာရမလဲ1 by 4เนาะပြီးရင် m1 by m2 ကိုဆက်ဆိုတော့ m1 က minus 2 by 0ဆိုတော့အဲဒါမရေးပြတော့ဘာလို့လဲ undefined ဖြစ်နေလို့เนาะပိုင်းခြေ0ဆိုရင် undefined ဖြစ်တဲ့အတွက် သူကတခုမညင်ရင်ကိုတချို့တော့မညီတော့ဘူးမှလားအဲ့တော့မိုင်းချီ0ဖြစ်တဲ့ဟာကိုမပြတော့ဘူးနောက်တစ်ခုကြည့်မယ် n1 by n2 ဆိုတော့4 by minus ပေါ့နော် n1 by n2 n1 by n2 equal to the 4 by minus 4ဒါဆိုရင်1မို့လို့ minus 1ရတယ်။အဲကဲအဲ့ဒါဆိုရင်ဒီချိုးကနှစ်ချိုးမညီတာနဲ့ရပြီပေါ့နော်။ဒါကြောင့်လို့ therefore ပေါ့ l1 by l2 ရေနော် n1 by n2 ရေဟာမညီဘူးနော်။အဲ့ဒီအချိုးနှစ်ခုမညီတဲ့အတွက်ဒီချိုးရဲ့မြင်နှကြောင်းဒီမပြိုင်ဘူးလို့ပြောမှာပေါ့နော်။ဒါကြောင့်မလို့ therefore pq နဲ့ RS နဲ့ဒီ not parallel နော် PQ not parallel RS ဒါဆိုရင်မပြိုင်တာဖြစ်တဲ့အတွက်မဆက်ပြရမလဲတောင်းမှတ်ကြလာလို့ဆက်ရမယ်အဲ့တော့တောင်းမှတ်ကြလာလို့ဆက်မယ်ဆိုရင်ကြတော့ဘာအရင်ဆက်ရမလဲ intersection point ကိုအရင်ဆက်ရမယ်ဆိုတော့ intersection မှတ်ကိုအရင်ဆက်ရမှာဖြစ်တဲ့အတွက် intersection point ရှာမယ်ဆိုဘယ်လိုရှာရမလဲဖြတ်မှတ်ဒီနှစ်ခုမှာထိနေတဲ့အမှတ်ရှာရင်ဘာနဲ့အတူတူပဲလို့ပြောခဲ့လေ PQ line ပေါ်မှာအမှတ်တစ်ခုရှိနေတာ ਨੇ အတူတူပဲလို့ပြောတဲ့အတွက် equation of the line ကိုသုံးလို့ရမယ်ပြီးရင်ဘာသုံးလို့ရမလဲ coordinate form ကိုသုံးလို့ရမယ်ရှေ့က number 2 3တွေမှာတွက်ခဲ့တဲ့ဟာပေါ့เนาะအဲ့ဒါဆိုရင်အခု teacher တို့က intersection point လိုချင်တာဖြစ်တဲ့အတွက်เนาะအခုလိုချင်တဲ့အမှတ်ဟာ DPQ လေးနဲ့ RS လေးပေါ်မှာဒီအမှတ်เนาะဒီအမှတ်ဖြတ်မှတ်ကလေးရှိလာလို့ကြည့်မှာဒါက PQ ဆိုပါဆိုเนาะဒါက RS ဆိုပါဆိုအဲ့ဒီဖြတ်မှတ်ရှိလားလို့ကြည့်ခြင်းရင်ဒီ point လေးဒီနေရာမှာရှိတာဒီ x, y, z ဖြစ်မှာเนาะဒါဆိုရင်အဲ့ဒီ x, y, z ဟာရှိခဲ့တယ်လို့ယူဆပြီးတွေ့မှာเนาะ if အကယ်၍เนาะအကယ်၍အ point အမှတ်ကလေးကျွန်တော်လိုချင်တဲ့ဒီဖြတ်မှတ်ရှိလားဆိုတဲ့အမှတ်ကိုကြည့်ပါနော်အဲ့ဒါဘလောက်မှမသိသေးတဲ့အတွက် x, y, z သူ့လေးဟာ is on the line BQN RS เนาะ BQN RS ပေါ်မှာဒီ coordinate form เนาะ no? coordinate form so le x comma y comma z equal to the formula ga x1 plus kl comma y1 plus km comma z 1 kn ဆိုတာလေးသုံးပါเนาะအဲ့ဒါဆိုရင်အခုဒီ formula ကိုသုံးမှဖြစ်တဲ့အတွက်နှစ်ခုဖြစ်တယ်ဗောနော် pq ပေါ်မှာအမှတ်ရှိတာရဲ့ rs ပေါ်မှာအမှတ်ရှိတာရဲ့ကိုသုံးရင် pq ပေါ်မှာရှိနေတဲ့ဒီအမှတ်ကလေးနဲ့ rs ပေါ်မှာရှိနေတဲ့အမှတ်ကလေးဒီတနည်းရတယ်မဟုတ်ဘူးလားနော်ဒီနေရာလေးဒီ PQ ပေါ်မှာလည်းရှိတယ် RS line ပေါ်မှာလည်းရှိတယ်ဒါဆိုရင်တချို့ရှာလိုက်တဲ့အမှတ်နှစ်ခုဒီမှာဖြစ်နေရမှာလဲတူနေရမှာဖြစ်တယ်ဒါကြောင့်မလို့ KD parameter ဖြစ်တဲ့အတွက် PQ အတွက်ရှာမယ်ဆိုရင် parameter တစ်ခုရှိမယ် RS ပုံမှာရှိတယ်လို့ရှာရင်အမှတ်တစ်ခု ရှိမယ်။ဒါကြောင့်မလို့အဲ့ဒီ K နေရာလေးမှာဒီချက်က PQ အတွက်တွက်တဲ့ဟာကို parameter K ကို S လို့ထားမယ်။ RS ပေါ်မှာရှိတာကိုတီလို့ထားမယ်မတူအောင်ထားမယ်ပေါ့နော်အဲ့ဒါဆိုထားလိုက်လို့ရှိရင်အခုတီချာတို့ရဲ့ DX လေးဒီဘယ်သူနဲ့တူတာလဲ X1 KL နဲ့တူတာမလားဒါက X ဒါက Y ဒါက Z ဒါသူ့ formula နော်အဲ့ဒါဆိုတီချာတို့ကဒီဟာမထည့်ရည်ဘူးเนาะအခုကရှင်းပြတာဖြစ်တယ်အဲ့တော့အဲ့ဒီမှာ point ဒီတနည်းရဲမှာရှိတာ PQ ပေါ်မှာလည်းဒီအမှတ်ပဲ RS ပေါ်မှာလည်းဒီအမှတ်ပဲရှိရမှာအဲ့ဒါဆိုရှာလိုက်တဲ့ parameter တန်ဖိုးချင်းဒီဘာဖြစ်နေရမှာလဲညီနေရမှာရှာလိုက်တဲ့ parameter တန်ဖိုးချင်းညီနေပြီเนาะညီတာတွေ့တယ်သို့မဟုတ် equation ဒီ xyz မှာ PQ မှာပဲထည့်ထည့် RS မှာပဲထည့်ထည့်အဖြစ်တူနေတယ်ဆိုရင်ဖြတ်မှတ်ရှိတယ်မတူရင်ဖြတ်မှတ်မရှိဘူးเนาะဒါအဲ့ဒီမှာမှာလည်းသင်ခဲ့ပြီးပြီဒါဆိုရင်ဒီချက်ကဒါကိုပြန်ဖြတ်မှာဖြစ်တဲ့တန်းရေးမယ်เนาะဘယ်သူအတွက်ရေးမှာလဲဆိုတော့ PQ အတွက်ကိုအရင်ရေးမှာ နော် pq အတွက်တွက်မယ်ဆိုရင် pq line အတွက်ဆိုရင် directive value of pq ကိုသုံးရမယ် lmn ကနော်အဲ့ဆိုဒီဘက်ကိုပြန်ကူးထားပေးမယ် directive value of pq က minus 1 minus 2 4နော် minus 1 minus 2 4ဒါသုံးမယ်ပြီးရင် pq လို့ပြောရင် p အမှတ်ကိုသုံးရမှာဖြစ်တယ်ဒါဆိုသူပေးထားတဲ့ p အမှတ်ကိုသုံးမယ်ဆို3 minus 1 minus 3နော် 3 minus 1 minus 3เนาะโอเคအဲ့ဒါဆိုရင်ဒီစရို no? so x d x1 plus k l kl မလားเนาะဒါဆိုရင် no? so x equal to x1 ဆိုတာက3เนาะ no? x1 ဆိုတာက3 plus kl ဆိုတော့ l က minus 1ဒါဆိုရင် so minus 1 l အဲ l နေရာမှာ -1 key မဟုတ်လား key နေရာမှာဒီမှာ key လို့မတုံးဘူးမတူအောင်မလို့တုံးမှာ s လို့တုံးမှာဖြစ်တဲ့အတွက် -1 s နော် y y ကကြတော့ y1 key m ဆိုတော့ y1 ကဒီမှာ -1 -1 m က -2 ဒါကြောင့်မလို့တန်းရေးမယ် -2s ဖြစ်သွားမယ်เนาะပြီးရင် z z equal to z1 က minus 3เนาะ minus 3ဒီမှာက4ဖြစ်တဲ့အတွက် plus 4s ဒီလိုဖြစ်မယ်เนาะဒါဆိုကျွန်တော်တို့ equation ဒီအဲဒီဟာတစ်ခုရပြီပေါ့ဒါက pq အတွက်တခါ rs အတွက်တွက်မယ်ကျွန်တော်တို့เนาะအောက်မှာဆက်ရေးเนาะဒီစက်ဒီနာလေးမှာပဲကတ်ရေးလိုက်မယ် rs ရဲ့ derivative value ယူမယ်เนาะ rs ရဲ့ derivative value မြင်အောင်လို့ပြန်ရေးပြီးမယ် -4 0 -4 เนาะ minus 4 0 minus 4 rs လို့ပြောရင်ဘယ်သူ point ကိုသုံးမှာလဲ r ရဲ့အမှတ်ကိုသုံးမှာเนาะဒါဆိုတော့ r ရဲ့အမှတ်ကဘာပေးထားတာလဲ3 minus 2 5เนาะ3 minus 2 5ကိုသုံးမှာအဲ့ဆိုတော့အဲ့ဒီနှစ်ခုသုံးမယ်ဆိုရင် x equal to x1 က3เนาะ3 kl ဆိုတော့ k နေရာမှာ d လို့ထားမယ် l က -4 ဒါကြောင့်မလို့ -4l เนาะပြီးရင် y sorry l တဲ့လေ d လို့ထားမှာเนาะ y1 y1 က -2 y1 km km ဆိုတော့ m က0 0နဲ့ k နဲ့မြောက်တော့မဟုတ်0နဲ့ d နဲ့မြောက်0ဆိုတော့ -2 เนาะ z equal to z1 plus z1 က5เนาะ z1 plus k m n က minus 4ဆိုတော့ minus 4 d ပေါ့နော်ဒါဆိုရင် find minus 4 d ဒါဆိုရင်အဲ့ဒါရပြီဆိုတချို့တော့ equation ချမယ် equation ချတဲ့အခါမှာဒီမှာ2တာလေးတွေယူမှာပေါ့နော် x ဆိုရင် x ချင်း2မှာဘာလို့လဲ point ကဒီချရုတ်ဒီမှာရှိနေတာဒီ pq ပေါ်မှာလဲ d point ပဲ rs ပေါ်မှာလဲ d point ပဲဒါဆိုဒီ x y z ဒီ pq အတွက်ကော RS အတွက်ကောဖြစ်တဲ့အတွက် XX ချင်းညီမှာเนาะဒါကြောင့်မလို့ 3-S 3-40เนาะ 3-S 3-403 40 equation ချမှာမလို့ -4 ကိုဒီဘက်ရွှေ့လိုက်မယ် -s 40 equal to the 33ကြည့်သွားတာမလို့0ဒါ equation 1เนาะ equation 2က y term ပို့ y term ပို့ဆိုတော့ minus 1 minus 2s က minus 2နဲ့ညီမယ်နော် minus 1 minus 2s equal to minus 2ဒါဆိုရင် minus 2s equal to minus 1ဟိုဘက်ပို့တော့ plus 1ဆိုတော့ minus 1 s equal to minus g လဲဆိုတော့1 by 2 die equation 2ပေါ့နော်ဒါဆိုရင် equation 3ရောဆက်ရေးလို့ရ3ဆိုရင်ဇက်ချင်းညီမယ်ပေါ့နော်ဇက်ချင်းညီမယ်ရှင်3ရေးမယ်ဆိုဘယ်လိုဖြစ်မှာလဲဒီပြထားပြီးမယ်နော် minus 3 +4s နဲ့ 5-4t နဲ့ညီပါနော် -3 +4s equal to t ဘယ်သူနဲ့ညီမလဲ 5-4t နဲ့ညီပါ5 40နဲ့ညီမယ်။ဒါဆိုရင် तू ကကျတော့3ထွက်ချင်းရင်40 divide 3 40နော်။ဒီက -3 divide 4 +3 ဆို equal to 8. 4နဲ့စာလိုက်ရင် s + d equal to d ဒီနဲ့ဒီရှစ်နော်ဒါဆိုရင် s + d က equation 3ဒါဆိုဒီချက်ကကြိုက်တဲ့ equation နဲ့ရှင်းလို့ရတယ်ဒါဆိုရင်ဒီချက်ကဒီမှာလွယ်သွားအောင်ဆို equation 2က s တန်ဖိုးကို1မှသွားထည့်လိုက်မယ်နော်ဒါကြောင့်မလို့ equation 2 in 1နော်ဆိုတော့ s နေရာလေးမှာ1 by 2ဆိုတော့ -1 by 2 +4d equal to 0 ဆိုတော့ minus 1.2ကိုပဲရွှေ့မယ်40 equal to 1.2 d equal to d ပေါ်ကဟိုဘက်ကိုတွန်းပြောင်းအောင်ဖြစ်တဲ့အတွက်1 by 8ပေါ့နော်အဲ့ဆိုတော့ t ရပြီနော်ဒီမှာ s ရထားပြီ t ရထားပြီဆိုတော့ရှာစရာမလိုတော့ဘူး s နဲ့ t ရပြီဒါဆိုရင်ကြည့်လိုက်တော့ s တန်ဖိုးနဲ့ d တန်ဖိုးနဲ့အတူလားမတူဘူးဒါပေမဲ့တချို့ကဒီ equation ၃ချောင်းထဲကအခုရှာထားတဲ့မဟုတ်တဲ့တချောင်းမှမပါလို့ပြရမှာလဲထည့်ကြည့်ရမှာဆိုတော့ equation 3မှာလာထည့်လိုက်နော် 3မှာထည့်လိုက်အဖြေဒီပါဖြစ်နေရမှာလဲ2နေရမှာအဲ့တော့ equation 3ရတဲ့ဟာကဘယ်ဟာလဲနှစ်ခုညီလာဆိုတာကိုဒီမှာထည့်ပြရအောင်နော်ဒီမှာစစ်ကြည့်ရ S200 လေးမှာထည့်လိုက်တယ် S တန်ဖိုးထည့်လိုက်တယ်ဒီဘက်ခြမ်းလေး ਨੇ ဒီဘက်က T တန်ဖိုးထည့်လိုက်တယ်ဒီဘက်ခြမ်းလေး ਨੇ ဒီအဖြေတူရမယ်တူရင် intersection မှတ်ရှိတယ်မတူရင် intersection မှတ်မရှိဘူးဒါဆိုရင်ဒီချက်တော့ဒီဘက် -3 plus 4s မှာ s နေရာမှာ1.2ထည့်ကြည့်နော်ဆိုတော့2နဲ့လီနောက်ဆိုဘယ်လောက်ရလဲ -3 plus 2ဆိုတော့ဒါက -1 နော်တခါဒီဘက် right hand side လေးက5 minus 4d မှာ d နေရာမှာဘယ်လောက်ထည့်1.8ထည့်နော်1.8ဆိုတော့ literally 4နဲ့လီနောက်ဆိုတော့ minus ဆိုတော့9နဲ့လီ10ပိုင်းချိန်ညှိမယ်နော် 10 minus 1ဆိုတော့9 by 2ဆိုတော့အဖြေနှစ်ခုတူလာမတူတဲ့အတွက် therefore ပေါ့နော် minus 3 plus 4s နဲ့5 minus 4 d နဲ့ဟာမညီဘူးနော်မညီတဲ့အတွက်တချို့တို့ဘာမှဖြစ်ဘူးလေမညီတဲ့အတွက် pq နဲ့ rs ဟာမဖြတ်ဘူးပေါ့နော် pq နဲ့ rs ကမဖြတ်ဘူးလို့ရေးမှာဆိုတော့ therefore EQN RS are not intercept. Not intercept nha, vu, hu, mapyak dead red skew miyam shi to habi ba na. Pyang le mapyang vu, tau ma le bacha hu. Ta cha mu lo, the given line. The given line are excuse me ရမယ်နော်ဒီဟုတ်ပြီအဲ့ဆိုဒီချက်နောက်ဗီဒီယိုလေးဆက်ဆောင်ကြည့်ပေးပါအားလုံးမင်္ဂလာပါ